အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဂျမိုင်းရေးဝန်ကြီးဌာနကနေအခုလက်ရှိပြုလုပ်နေတဲ့ Safe Hospital Safe Healthcare ဆိုတဲ့ဒီ campaign လေးကနေကျွန်တော်ကြိုဆိုလိုက်ပါတယ်အခုဝန်ကြီးဌာနအနေနဲ့အဲဥဆောင်ပြီးတော့လုပ်တဲ့ဒီ campaign လေးဟာတကယ်မြေပြင်အခြေအနေရဆိုရင်တော့တကယ်လိုအပ်လို့လုပ်ခဲ့တဲ့ campaign ဖြစ်ပါတယ်ဒီ campaign ကဘယ်လောက်ထိအရေးကြီးသလဲဆိုရင်ဟိုကျွန်တော်တို့ဒီ ကျွန်တော်တို့ဒေါ်လာရင်းအင်အားစုတွေရဲ့စိုးမိုးနေမြေတွေမှာအဲစစ်ကောင်စီကနေပြီးလို့ရှိရင် လေရင်နဲ့ရွေချက်ရှိရှိနဲ့အကြောင်းနေစစ်ဆောင်စခန်းနေဘုံကြီးကျောင်းနေဆေးရုံနေနောက်ပြီးလို့ရှိရင်အရက်အရက်သားပြည်သူတွေပုံမှန်ဘဝမှာမင်္ဂလာဆောင်နေတာတွေထားလိုက်ပါတော့ဖះချောင်းတက်နေတာတွေဒီလိုနေရာတွေကိုရွေချက်ရှိရှိနဲ့တိုက်ခိုက်နေတာတွေကလည်းရရဆက်ဆက်ပြင်းပြင်းထန်ထန်နဲ့ရုပ်မာစွာနဲ့ အဲလေကြောင်းတိုက်ခိုက်မှုတွေကလည်းပြည်သူတွေခံနေရတာရှိတယ်နောက်တစ်ခါအလုံးစုံတိုက်စစ်ကြီးပေါ်ဆောင်လာတဲ့အချိန်နေကြလို့ရှိရင်လည်းဒါစီရေးအရာတစ်ဖက်နဲ့တစ်ဖက်ဒါကျွန်တော်တို့ဒွန်လိုင်းရေးလုပ်တယ်ဆိုတာကပန်းနေနဲ့ပေါက်နေကြတာမဟုတ်ဘူးလေနော်အဲအခါကျတော့ဟိုထိခိုက်ဒဏ်ရာတွေရမယ်အကြောက်ဆုံးတာတွေရှိမယ်ဟာလာကိုလည်းအင်္ဂါဆုံးရတဲ့ကိစ္စတွေရှိမယ်အဲဒီလိုအရာတွေအတွက်က အရေးပေါ်တွေတည်းမဟုတ်ဘူးအရက်သားပြည်သူတွေအတွက်ကိုလည်းဆောင်းရှောက်မှုတွေကပေးနေရတာတွေကလည်းမြေပြင်မှာအများကြီးရှိနေပါတယ်အခါကျတော့ဒီကျမကြီးဆောင်းရှောက်မှုတည်စီရေးအတွက်လှုပ်ရှားမှုမှာလည်းအရေးကြီးသလိုမိဘပြည်သူတွေရွာသူရွာသားမျိုးသူမျိုးသားစစ်ဘေးရှောင်တွေရဲ့ဘဝရည်တည်နိုင်ရေးအတွက်လည်းတကယ်ကိုအရေးကြီးတဲ့အခန်းကဏ္ဍဖြစ်တယ်အဲ့တော့ရှေ့မှာနေမြေတွေတစ်ခုပြီးတစ်ခုဆိုးမိုးသွားနိုင်ဖို့ အတွက်ရဲဘော်တွေကတိုက်ပွဲဝင်ရတဲ့အခါမှာရဲဘော်တွေကရှေ့ရနေပြီလို့ရှိရင်စိတ်အေးလက်အေးနဲ့တိုက်ပွဲပေါ်ဆောင်နိုင်ဖို့ကျွန်တော်တို့လူကျင်တဲ့နိုင်ငံအသစ်ကျွန်တော်တို့မကြိုက်တဲ့ဒီစစ်အာဏာရှင်တွေကိုတိုက်ထုတ်ဖို့အတွက်ဆိုတာကရှေ့ရနေတိုက်ပွဲဝင်ရဲတဲ့ရဲဘော်တွေရှိနေပေမဲ့သူတို့တွေထိခိုက်ဒဏ်ရာရတဲ့အချိန်မှာနောက်ကွယ်ရနေအေးကျမ်းမာရေးဆောင်ရှောက်မှုတွေပေးနိုင်မလဲဆိုတဲ့ဟာတခုကရဲဘော်တွေရဲ့အဲစိတ်သက်ပိုင်းဆိုင်ရာကိုအများကြီး အကျိုးသက်ရောက်မှုတွေအများကြီးရှိပါတယ်နောက်ကိုရနေကျမကြီးဆောင်းရှောက်မှုတွေအဲဘယ်ကင်ကောင်းကောင်းမရှိဘဲနဲ့ရှေ့ရဲဘော်ကစိတ်ကောကိုယ်ရောလွတ်ပြီးတော့စစ်တိုက်ဖို့ဆိုတော့ဘယ်လိုမှမဖြစ်နိုင်ပါဘူးအဲဒါကြောင့်မလို့အလုံးစုံတိုက်စစ်တွေအေးမကြခင်မှာဟာလာဒီ2025ရဲ့မှာမကြခင်မှာဒါတွေကလည်းလာတော့မှဖြစ်တယ်လို့လက်ရှိစစ်ကောင်စီကနေအဲမတရားဘူးပဲဟိုလင်းဘုံကျဲနေတာတွေကို လေရင်ပုံကျဲလို့ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုကာကွယ်စောင့်ရှောက်ဖို့အတွက်ဒီကျမ်းမာရေးစောင့်ရှောက်မှုဒီကမ်ပိန်းကြီးဟာတကယ်ကိုလိုအပ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဒီကျမ်းမာရေးဝန်ကြီးဌာနကနေပြုလုပ်နေတဲ့ဒီကမ်ပိန်းလေးကိုပါဝင်ကူညီပေးကြဖို့အတွက်ကျွန်တော်ကတော့မြေတားရက်ခံလိုပါတယ်ကျွန်တော်ဒီဘက်လက်ရှိစစ်တောင်းမြဝမ်းလွင်ပြင်မှာကျွန်တော်ဆိုမှုထားတဲ့နေရာတွေရှိပါတယ်ဒီနေရာတွေမှာဆိုလို့ရှိရင်လည်း အဲ့အမြန်လန်းဟောင်းတဲ့အနည်းဆုံးနေရာတွေအထိကျွန်တော်တို့တွေ BDF တွေဆိုးမှုထားတာရှိတယ်ဒီနေရာတွေမှာဆိုလဲကျွန်တော်တို့စေကူတာမှုရွာသူရွာသားတွေထားလိုက်ပါတော့ကျွန်တော်တွေမိဖွားတာအစအဖြားနာတာတခုခုပေါ့လုံရင်ကန်ရင်နဲ့အလားထိခိုက်ဒဏ်ရာရတာတခါလေးဘုံကျဲလို့လေရင်နဲ့လာကျဲလို့လက်နက်ကြီးထိလို့ထိခိုက်ဒဏ်ရာရတာတွေကိုကျွန်တော်တို့က တဏီယာကိုစိတ်ကုလို့ရမယ်တဏီယာကိုပို့ကြတဲ့အချိန်မှာလမ်းမဆက်တွေကြီးကလည်းခက်ခဲတယ်အဲ့တော့စိတ်ကုသားမှုခံယူဖို့တခုတည်းမဟုတ်ဘူးကျမ်းမိုက်ဝင်ကြီးဌာနမှာဒီလူနာတွေကိုရှေ့တန်းကနေနောက်တန်းကိုပို့ဖို့အတွက်ကားလိုအပ်ချက်ရှိတယ်တချို့ကားနဲ့သွားလို့မရတဲ့နေရာတွေမှာဆိုဆိုင်ကယ်လိုအပ်ချက်တွေရှိတယ်နောက်ပြီးတော့ဆေးဝါးလိုအပ်ချက်တွေရှိတယ်နောက်တစ်ခါကျွန်တော်လုံခြုံတဲ့တဏီယာမှာ operation တခုလုပ်နေတဲ့အချိန်မှာအာလင်းရင်ဘုံလာကျဲတာမျိုးလင်းလာပြစ်တာမျိုးကြားလို့ရှိရင်လည်း အဲခွဲစိတ်တုံတန်လန်းကြီးနဲ့ဖက်ပြေးစရာမလိုအောင်အဲဒီလူနာလူနာတယောက်ကိုဟလာစိတ်အေးလက်အေးနဲ့ operation ပြီးသည့်အထိခွဲစိတ်ကုသနိုင်ဖို့ဆိုတာလုံခြုံတဲ့ခွဲစိတ်ခန်းနေလိုတယ်အဲ့အတွက်ကလည်းကုန်ချမ်းစိတ်တွေရှိတာပေါ့နော်အဲ့တော့ခုနပစ္စည်းတွေအဲဝယ်ရချမ်းမာတွေရှိတယ်အဲနောက်ပိုင်းမှာဆေးရုံတွေတစ်ခုပြီးတစ်ခုကျွန်တော်တို့တကယ်လုံးဂျုံစိတ်ချရတဲ့ပြည်သူတော်ကရဲဘော်တော်က အလုံးကြုံစွာနဲ့ကုသနိုင်မဲ့ဆေးရုံတွေကလည်းထပ်ပြီးတော့တည်ဆောက်ဖို့လိုတယ်။ဈေးဝါးတွေပံ့ပိုးဖို့လိုတယ်။လမ်းမဆက်သွယ်ရေးဆိုတာကကားရှိရုံနဲ့မရဘူး။နောက်တစ်ခါကျမိုင်ဝင်ကြီးဌာနတို့နောက်ထပ်ဒီကားတွေကိုသုံးဖို့အတွက်စီလောင်စာစီတွေလိုတယ်။ဆိုင်ကယ်တွေသုံးဖို့အတွက်လောင်စာစီတွေလိုတယ်။အဲတော်ထဲမှာဟလာဟိုပေါ့ဂျားထဲမှာမိုဘိုင်းပေါ်ရှိနေဟိုနောက်နောက်တန်းအထိုင်နေရာနဲ့မရောက်ခင်ဂျားထဲမှာမိုဘိုင်းတင်းနေအတွက်ပံ့ပိုးဖို့လိုတယ်စသည်ဖြင့်ပေါ့လေ အဲ့လိုဟာတွေကိုလိုအပ်ချက်တွေကတော့အများကြီးရှိနေတာပေါ့အဲ့ဒီအတွက်ကိုကိုကြီးဒီပေးချဖို့အတွက်ကျွန်တော်ကကျမကြီးဝန်ကြီးဌာနပြုလုပ်နေတဲ့ဒီ campaign လေးကိုတော်လန်ရေးအောင်ပွဲကိုအကျိုးမျှော်ပြီးတော့ကျွန်တော်နှိုးဆော်ပါတယ်မိဘပြည်သူတွေတယောက်ချင်းစီတိုင်းတယောက်ချင်းစီတိုင်းကျွန်တော်လက်ရှိတော်လန်ရေးအစိုးရရဲ့ကျမကြီးဝန်ကြီးဌာနကိုပါဝင် ကူညီပေးကြပါအောင်လို့မြစ်တာရက်ခံပါတယ်ဗျာ